တရားတင်ဆိုကိုဆွဆွဲခဲ့တဲ့အိမ်ကိုခင်မမြင့်အကြောင်းကိုဇလန်းဖြစ်ပြောင်းလဲပြီးအဖေ့ကျေစုဆက်သွားမယ်စစ်နိုင်တရားဦးပရိသမားလုံးမဲမင်္ဂလာပေါင်းဗျင်းတော် page လေးကနေကြွဆွလိုက်ပါတယ်နမဲကြီးတော်လန်ရဲ့မင်းသားတရားတင်ဆိုကအရွယ်ကောင်းချိန်မှာပဲနှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ရပါတယ်သူရဲ့ဇနီးဖြစ်တဲ့ဇင်မာဦးကအရင်ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးသားသမီးနှစ်ယောက်သာကျန်းရစ်ခဲ့တာပေါ့တရားတင်ဆိုမကွယ်လွန်ခင်မှာသူ့အိမ်ကအိမ်ကိုကမဟုတ်မမှန်ဆွဆွဲတာကိုခံခဲ့ရပါတယ် 2018ခုနှစ်မှာတရားတင်ဆိုကိုခင်မမြင့်ဆိုတဲ့အိမ်ကကမတော်မတရားလုပ်ပါတဲ့ဆိုပြီးတိုက်ခါချခဲ့ပါတယ်။ဒီသတင်းကတော့မြန်မာနိုင်ငံမှာမသိတဲ့သူမရှိအောင်နာမည်ကြီးသွားခဲ့ဘူးတာပေါ့။နာမည်ကြီးတဲ့အကယ်ဒမီမင်းသားကြီးကဒီလိုလုံရမျိုးမလုပ်မှာကိုသိပေမဲ့လည်းအခြားနေရာကိုရှောင်တိမ်ပြေးခဲ့ရပါတယ်။သူရဲ့ညီမဖြစ်သူကအကူအညီတွေပေးခဲ့ပြီးနောက်ပိုင်းမှာတော့အမှုမှန်ပေါ်ပေါက်လာခဲ့တာပေါ့။အိမ်ကခင်မမြင့်ကလိမ့်လည်တိုင်တန်းနေဆိုတဲ့အဖြစ်မှန်ပေါ်သွားခဲ့ပြီး2020ခုနှစ်မှာတော့ထောင်ထောင်ခုနှစ်ကြာခံလိုက်ရပါတယ်။ဒီအမှုမှာပါဝင်ခဲ့တဲ့ပွဲစားမျိုးသမီးက လည်းထောင်တန်း၅နှစ်ကြာသွားခဲ့ရတာပါအမှုမှန်ကပေါ်ပေါက်လာခဲ့ပေမဲ့လည်းတရားတင်ဆိုရဇင်မာဦးပါဒီကိစ္စကနေရောဂါရသွားခဲ့ကြတာပါအိမ်ကိုကတော့ရွေချက်ရှိရှိဆွဆဲလိုက်ပေမဲ့တရားတင်ဆိုတော့မိသားစုအတွက်တော့တိတ်ခါကြာသွားခဲ့ရပြီးလူအများနဲ့တော့မတွေ့ရကြတော့ပါဘူးတရားတင်ဆိုကနမဲကြီးမင်းသားဖြစ်တဲ့လုံဆွေကြီးမျိုးကြီးကနေဆင်းသက်လာသူဖြစ်ပေမဲ့ဒီလိုဆွဆဲခံရကနေရောဂါရသွားတာပါအရိကနေဇနီးမောင်နဲ့နှစ်ယောက်လုံးရှေ့စင်းနောက်ဆင်ကွယ်လွန်သွားခဲ့ပါတယ်။တရားတင်ဆိုကိုယ်တိုင်ကလည်းသူ့အဖေရဲ့ဖြစ်ကိုကြည့်ပြီးအိမ်မအိမ်ကိုကလေးထိ င်းကိုတော့မထရရတော့ပါဘူး။တရားတင်ဆိုလဲကွလွန်တော်ပြီဖြစ်ပေမဲ့သားဖြစ်တဲ့စစ်နိုင်တရားဟုတ်ကဒီအကြောင်းကိုပြန်လဲရိုက်ကိုသွားမယ်လို့ဆိုပါတယ်။သူအဖေဟာဘာအပြစ်မှမရှိခဲ့တဲ့အကြောင်းကိုလူအများကိုသိစေချင်တာဖြစ်ပြီး လိင်ညာတက်တဲ့မျိုးသမီးတွေရှိတဲ့အကြောင်းကိုဖော်ပြချင်တာပါခင်မမြင့်ရဲ့နေရာမှာခိုင်စာသွေးကတရုတ်ဆောင်မှဖြစ်ပြီးတရားတင်ဆိုနေရာမှာတရုတ်ဆောင်ဘွားအတွက်မင်းသားကိုရှောက်ဖိနေစေဖြစ်ပါတယ်စစ်နိုင်တရားအုပ်ကဒီအဖြစ်ပြက်ကြောင့်အဖေရောမိဘကွယ်လွန်သွားခဲ့ရပြီးသူ့အတွက်အစားမထိုးနိုင်တဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်ဒါပေမဲ့စစ်နိုင်တရားအုပ်ကဘရိတ်တေကဒီအကြောင်းကိုပြန်မရိုက်စေချင်ကြပါဘူး ကွယ်လွန်သူမှလည်းဂုံတိတ်ခါရှိပြီးခင်မမြင့်ကလည်းသူ့အဖြစ်ကိုသူခံယူသွားပြီဖြစ်လို့ခင်မမြင့်ကမကျေနပ်ရင်ညတင်စိုးကိုပြန်လည်တရားဆွဲလို့ရတဲ့အကြောင်းသတိပေးနေကြပါတယ် သူကိုတန်ရောစင်ရှိသူတွေကတော့ဒီစကားကိုရိုက်ကူးမှနဲ့ပတ်သက်ပြီးအများကြီးစဉ်းစားစီခြင်းကြတာပါစင်နိုင်တီဟောက်ကဒီစကားကိုရိုက်ဖို့အတွက်ကိုပိုင်အစွမ်းစားကိုသာသုံးမှဖြစ်ပြီးအတော်ဖြစ်သူထံကနေလည်းကုညီမယူပါဘူးမိဘတွေမရှိတဲ့နောက်သူတယောက်ထဲသာစူးစမ်းနေရပြီးကုညီပေးမဲ့မိဆွေအစ်စ်တွေကိုလည်းတွေ့လာရပါတယ်ပရိသတ်တွေကတော့ပြစ်ဒဏ်ချသွားပြီးတဲ့ခင်မမြင့်ရဲ့နာမည်ကိုယူမသုံးသင့်မယ်အချောင်းဇလန်ရိုက်ဖို့သာအကြံပေးကြတာပါဒါပေမဲ့သားတယောက်အနေနဲ့သူ့ရဲ့မိဘတွေဖြစ်စင်ခဲ့ကြောင်းကိုဇကားဖြစ်ရိုက်ကိုကဂျေဆုဆက်ချင်နေခဲ့တဲ့သူပေါ့သူက ဒီစကားရိုက်ဖို့အတွက်အကူအညီပေးမဲ့သူတွေလည်းရှိပါတယ်။ရုပ်ရှင်မင်းသားမဖြစ်နိုင်ဘူးလို့ဝေဖန်နေတဲ့သူတွေကိုစစ်နိုင်တီဟောက်ကဖြစ်အောင်လုပ်ပြမှာဖြစ်ပြီး Academy ဆုကိုတာမကအော်စကာဆုကိုပါရဖို့အတွက်ရည်မှန်းထားပါသေးတယ်။အဖေဖြစ်တဲ့တရားတင်ဆိုကြုံခဲ့ရတဲ့အဖြစ်ကိုပြန်လည်ရိုက်ကိုသွားပြီးတရားတင်ဆိုမှာအဖြစ်မရှိကြောင်းအလုံးကိုပြသသွားမဲ့စစ်နိုင်တီဟောက်ကဒီစကားကိုတကယ်ရိုက်ကိုသိရလားဆိုတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။